အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတွေအားလုံးမင်္ဂလာပါ Ellen Haaland ကတော့ဒီနှစ်ရာသီအတွင်းမှာအကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသပြီးတော့ဒါမနေ့ကပဲအီတလီကို၄ဂိုးတကိုးနဲ့ဆန်စီရိုမှာဂိုးပြတ်နိုင်တဲ့ပွဲမှာတယောက်တည်းနှစ်ဂိုးသွင်းသွားတယ်။ဒီပွဲလုံးမှာ Haaland တောက်လျှောက်ပြောင်းတယ် ထမပိုင်းမှာ everything ကအီတလီဖြစ်တယ်ဒုတိယပိုင်းမှာအီတလီဟာမတက်နိုင်တော့ဘူးဆိုတာသိတဲ့အတွက်ကစားချသွားတဲ့နောက်ပိုင်းမှာねဒီနော်ဝေးကအကောင်းဆုံးကစားခဲ့ပြီးတော့ပါနူဆာတကူသွင်းပြီးတော့ဟာလန်က88နဲ့89မှာ2ဂိုးဆက်တိုက်2မိနစ်တွင်သွင်းသွားတယ်အဲ့2ဂိုးကအဲလင်ဟာလန်အတွက်ဒီဒီနေ့ရာသီ World Cup Qualifying ရဲ့ပွဲတိုင်းကိုဂိုးသွင်းနိုင်တဲ့သူအဖြစ်မှတ်တမ်းဝင်လာခဲ့တယ်ဒါအပြင် ဝေါ်ကက်ကွာလီဖိုင်မှာဂိုးအများဆုံးသွင်းထားတဲ့လီဝန်ဒေါစကီရဲ့ပြိုင်ပွဲတစ်ခုတည်းစံချေကိုပါတူညီခဲ့တယ်။2018ကမ္ဘာဖလားပြိုင်ပွဲတုန်းကရောဘတ်လီဝန်ဒေါစကီကပိုလာတွက်ဝေါ်ကက်ကွာလီဖိုင်မှာ16ဂိုးသွင်းခဲ့တယ်။16ဂိုးပေါ့လေ။အဲ16ဂိုးသွင်းခဲ့တဲ့ဟာလန်ကဒီနေ့ပွဲမှာ2ဂိုးသွင်းတဲ့အတွက်ကြောင့်တိုတယ်16ဂိုးဆိုတော့လီဝန်ဒေါစကီရဲ့ဒီဝေါ်ကက်ကွာလီဖိုင်မှာဂိုးများဆုံးသွင်းတဲ့ပြိုင်ပွဲတစ်ခုတည်းရဲ့ဂိုးများဆုံးသွင်းတဲ့စံချေကိုချိုးလိုက်တယ်။ ဆိုတော့သူက16ခုနဲ့ပူးတွဲ sorry မချိုးပေါ့လေပူးတွဲစံချိန်ဖြစ်သွားတယ်။နော်ဝေးလိုက်ဝေးစင်အသေးတွဲဟာလန်ကဒါ2021ခုနှစ်ကနေစပြီးတော့ Worker Qualify အဆင့်မှာ7ပွဲစက်တိုက်9သွင်းတယ်။ဒီနေ့ Worker Qualify မှာနော်ဝေးက10ပွဲစက်တိုက်9ပွဲရတယ်။တချို့သလိုအီတလီကို forward ပွဲ3စီးပွဲရမှာတဲ့9ပွဲသွင်းတယ်။ဒီအာဒီမှာ Elin Haaland ကစုစုပေါင်းသူ့ရဲ့ twin goal ပေါ့လေ။ ဒါအခုလေဝင်းစင်တဲ့ကလပ်မှာ total 33ခုတွင်းထားတယ်33ခုတွင်း3ခုဖန်တီးထားပြီးတော့ Norway ကို1998ကမ္ဘာဖလားနောက်ပိုင်းမှာပထမအဆုံးချိန်ခြေစပွဲအောင်အောင်ဆွမ်းဆောင်ပေးတယ် World Class Striker တယောက်ဆိုတာအဲ့ဒါပဲနူဆာဝင်လာပြီး cross ဆောင်တဲ့ချိန်မှာ Haaland ကတကယ့်ကို half chance ကနေ volley ဖြတ်ကန်သွားတယ်ဒုတိယလုံးကတွတ်ထွက်သွားတယ်အသားလေးလှိမ့်ပေးသွားတယ်အသားလေးစိုက်ဖို့နဲ့ဒါလေးတွင်းသွားတယ် ဂျန်လူဂျီဒူနာရူမလုံးဝမတက်နိုင်ဘူးဟာလန်ကတကယ်ရွေသေးဖြစ်လို့ဒီနေ့ပွဲမှာလည်းအကောင်းဆုံးကစားသွားတယ်အဲ့ဒီဟာလန်ကအခုလက်ရှိမှာသူ့ရဲ့အကောင်းဆုံးပုံစံကိုဆက်ထိန်းထားပြီးတော့ဒါအခုအင်္ဂလန်ပရီးမီးယားလိမှာလည်း top goal scorer ချန်ပီယံလိမှာပူတွေ top goal ဆိုတာဖြစ်ပြီးတော့အခု Norway Leverkusen အသေးအတွက်ပွဲပေါင်းဒါပေါ့လေဒါ Norway Leverkusen အသေးအတွက်ဟာလန်ရဲ့ twin goal ကကြောက်ဖို့တော့ကောင်းတယ်ဒါ lo mi li se se pue nga se nga ku pue ma li se se ku tu ne ki li ba pe ga pue pa ku se ne li pu di ki sa ya ne ai tu ngu ya bu pi de le wi se te twa ki li a ba pe ga ku se li pue ma ta lo mi le ta international le be bo li ku se li pue ma tu te tu ngu ta tu te tu ngu ga ku se li pue ma pi de le wi se twa a ba pe ga 55ခုသွင်းတဲ့အချိန်မှာဟာဟာလန်က48ပွဲမှာ 55ကိုတွင်းတယ်။ဟာလန်ရဲ့လူရင်းစင်ရက်ကောကြောက်ဖို့လက်မှုကောင်းလို့ပရီးမီးယားလိမှာလည်းတွင်းကို100အမြန်ဆုံးရဖို့အနည်းဆက်ဆုံးရောက်ပြီးချန်ပီယံလိရဲ့ record breaking every single record အားလုံးကိုချိုးဖြတ်နိုင်သူ ဖြစ်ပြီးတော့ Norway ကိုကမ္ဘာဖလားချစ်ပွဲအအောင်ဆွမ်းဆောင်ပေးထားတယ်။ impressive ဖြစ်တဲ့အချက်ကဒီနေ့ရာသီ World Cup qualifier ရဲ့ပွဲတိုင်းကိုဂိုးသွင်းနိုင်တဲ့အချက်ပဲ။ဆိုတော့ထားပါတော့အဝေးကွေးမော်တူပါကိုသူတို့ ိုးပြတ်နိုင်တဲ့ကိုးသွင်းတဲ့အစ်ဆွေးကိုကိုးပြတ်နိုင်တဲ့ကိုးသွင်းတဲ့အီတလီကိုပထမအကျော်ဒုတိယအကျော်နှစ်ကျော်လုံးကိုးသွင်းတဲ့အက်စတိုနီးယားရဲ့တလုံးတဲသောကိုးသူသွင်းတဲ့နောက်မော်ဒူဘာကို ခိုးပြက်နိုင်တဲ့ပွဲသူ၅ခုသွင်းတယ်အိုက်ကဒီမှာရှိ history ကိုနောက်ထပ်ခိုးပြက်နိုင်တဲ့ပွဲထပ်ပြီးသွင်းပြီးတော့ဒါ Astoria နဲ့ Italy ကို4-1နဲ့တပွဲဆက်နိုင်တဲ့ပွဲမှာလည်းထပ်ပြီးသွင်းတယ်ဆိုတော့ Norway Leverkusen အသေးနဲ့အတူ Ellie Haaland ရဲ့စွမ်းဆောင်ရည်ကကြောက်ဖို့လန့်ဖို့ကောင်းအောင်စွမ်းဆောင်ခဲ့ပြီးတော့အခုလက်ရှိမှာဒါ Haaland ဥဆောင်တဲ့ Norway အသင်းက2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုရောက်ရှိသွားပြီဆိုတော့ Kylian Mbappe 94 94ပွဲရတဲ့ twin goal ကို Haaland က ဒါ48ပွဲထဲနဲ့ရအောင်သွေးယူနိုင်ခဲ့သလိုချန်ပီယံလိဂျွိုက်ထော့ကိုစကူရာပရီးမီယာလိထော့ကိုစကူရာနော်ဝေးရဲ့အောထိုင်းထော့ကိုစကူရာနဲ့ဒါချန်ပီယံလိဒီဟိုကမ္ဘာဖလားပြိုင်ပွဲတမိုင်းတခြားဥရောပဆုံခြေစစ်ပွဲတည်းရဲ့ပူတွဲဂိုးများဆုံးစံချိန်နဲ့စံချိန်ပေါင်းများစွာကိုဟာလန်ကရရှိခဲ့ပြီးဒီဘရိုက်ထာမရှိလဲသူဟာအကောင်းဆုံးကစားမတယောက်ဖြစ်ဆပီသူရဲ့စွမ်းဆောင်ရည်ကိုတတ်တည်ပြနေသူပါအားလုံးကျေးဇူးတင်ပါတယ်